၅ဘတ်ဇတိုင်ယုံတင်ပြသခွင့်ရကမြန်မာနိုင်ငံမှာဝင်ငွေအများဆုံးစံချိန်ချိုခဲ့တဲ့ညမင်္ဂလာဇက်ကားကြီးပြည်သူများအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြန်မာရုပ်ရှင်လောကမှာတမိုင်းအသစ်တစ်ခု ရေးထိုးပြီးတော့စံချိန်အသစ်တွေတင်နေတဲ့ညမင်္ဂလာရုပ်ရှင်ဇက်ကားကြီးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ် ပုံမှန်အဖြစ်တော့ရုပ်ရှင်တကောင်ဟာယုံတည်ရဲ့နှစ်ပတ်သုံးပတ်ပြသရရင်ပဲအောင်မြင်တယ်လို့သတ်မှတ်ကြတာပါဒါပေမဲ့ညမင်္ဂလာကတော့အားလုံးကိုကြုံလွန်ပြီးတော့ငါးဘဲဇက်တိုက်ယုံတည်ပြသခွင့်ရခဲ့တယ်လို့လက်ရှိမြန်မာပြည်မှာဝင်ဝင်အများဆုံးရရှိနေတဲ့ဇက်ကအဖြစ်စံချိန်ချိုးလိုက်ပါပြီညမင်္ဂလာဇက်ကဒီလောက်ထိအောင်မြင်ရတဲ့အကြောင်းရင်းကလည်းရှိနေပြန်ပါတယ်ညမင်္ဂလာဇက်ကကရိုးရိုးတည်ရဲ့ကားတကားမဟုတ်ပါဘူးအချစ်အမုံအမျိုးတရားနဲ့စိတ်ပိုင်းဆိုင်ရာခန်းစားချက်တွေကိုတိတိမိမိပုံဖော်ထားတဲ့ဇလန်ကောင်တစ်ပုဒ်ပါဇလန်ချင်းက ော့နေတိုးနဲ့ရွှေသမီးတို့ရဲ့ခြေခွဲပေရာအချစ်ဇလန်းကနေစတင်ခဲ့ပြီးတော့နေတိုးကရတနာပုံနဲ့လက်ထပ်ဖို့အတွက်ပြင်ဆင်နေချိန်မှာအသေးခွဲပြီးတော့မိမိကိုယ်ကိုအဆုံးသတ်သွားပြီးရွှေသမီးတယောက်ကတော့နာနာဘဝအနေနဲ့ဖြစ်လာပုံတွေရွှေသမီးရဲ့မိခင်ကအောင်လန်းဆရာမကြီးဆိုမြတ်သူစာဖြစ်ပြီးတော့ပြန်လည်လက်စားခြေပုံတွေကိုထိတ်လန့်ပွဲရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇကားရဲ့အဓိကအမြင်မှုတော့ချက်ကတရုတ်ဆောင်တွေရဲ့ပြောင်မြောက်တဲ့အနုပညာဆွမ်းပကားပါပဲအထူးသဖြင့်မင်းသားကြီးနေတို့ရဲ့တရုတ်ဆောင်ချက်တွေဟာချီကျူးလို့မဆုံးနိုင်ပါဘူးစစ်သူပေါ်မှာထားတဲ့တန်ရုံးစဉ်အပြည့်ရှိတယ်လို့ခန်းစားနေရတဲ့စိတ်မိမိရဲ့ဇနီးကိုကာကွယ်လိုစိတ်နဲ့အသက်လူပြီးတော့ပြေးရမတက်ကြောက်လန့်နေတဲ့အမှုရာတွေကိုပြည်သက်ရဲ့ရင်ထဲထိရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် နောက်တစ်ယောက်ကတော့ဝိုင်းရင်မင်းသမီးကြီးအကယ်ဒမီဆုံးမြတ်သူစားပါ။တမီးဖြစ်သူအတွက်လက်စားချိတ်ပေးမယ်။အောက်လန်းဆရာမကြီးအဖြစ်နဲ့သူ့ရဲ့အေးဆက်ဆက်နဲ့ကြောက်စရာကောင်းတဲ့တယောက်ဆောင်ချက်တွေကကြီးရှုတဲ့သူတွေကိုအသေးအားစေခဲ့ပြီးတော့ဇလန်းကိုပို့ပြီးတော့အသက်ဝင်စေခဲ့ပါတယ်။ဒီနှစ်ယောက်ရဲ့အဓိကစွမ်းဆောင်မှုတွေကြောင့်ပဲဇက်ကားကလူကြိုက်များခဲ့ရလို့ဆိုရင်လည်းမမှားပါဘူး။ရွှေသမီးနဲ့ယရနာဘိုးတို့ကလည်းသူတို့ရဲ့အခမ်းကဏ္ဍတွေကိုအကောင်းဆုံးပံ့ပိုးတယောက်ဆောင်ခဲ့ကြတဲ့ညမင်္ဂလာရဲ့အောင်မြင်မှုမှာမှတ်တမ်းတင်ရမယ်နောက်ထပ်အချက်တစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်ချက်တစ်ခုလည်းရှိနေပါသေးရဲ့အဲ့ဒါကတော့ရုပ်ရှင်ရုံမတင်ခင်နဲ့ယုံတင်နေစဉ်ကာလတွေအတွင်းမှာဇလန်းအညွန့်နဲ့ဇက်သိန်းအထိတိတော့မှာအပိုင်းလိုက်လီးဖြစ်ပြီးတော့ပေါက်ကြားခဲ့တာပါပုံမှန်ဆိုရင်ဇလန်းသိပြီးသားကားကိုပရိသတ်တွေကသိပြီးတော့အားမပေးတော့ပါဘူးဒါပေမဲ့ညမင်္ဂလာကတော့ဒီအခြေအနေကိုကြော်လွားနိုင်ခဲ့ပါတယ်ဇလန်းကိုသိပြီးသားဖြစ်နေရတောင်မှမင်းသားမင်းသမီးတွေရဲ့တရုပ်ဆောင်ပြည်ပြင်းမှုတွေကိုကိုယ်တိုင်ခံစားနေတာကြောင့်ယုံတင်နဲ့ငါးဘက်လုံးလုံးပရိသတ်တွေရဲ့အားပေးမှုလုံးဝကျမသွားဘဲနဲ့ ခဲနဲ့ပြန်လည်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဒါဟာဒီဇက်ကားရဲ့အည်သွေးနဲ့တရုတ်ဆောင်တွေရဲ့စွမ်းဆောင်ရည်ဘလောက်မြင့်မားတယ်ဆိုတာကိုသက်သေပြနေရပဲဖြစ်ပါတယ်။ဒီလိုအားပေးမှုတွေကြောင့်ပဲညမင်္ဂလာရုပ်ရှင်ဇက်ကားကြီးဟာလက်ရှိမှာရုံဝင်ငွေသိန်းပေါင်းတောင်းချီဘီလီယံနဲ့ချီပြီးတော့ရရှိနေကမြမရုပ်ရှင်တမိုင်းမှာဝင်ငွေအများဆုံးဇက်ကားအဖြစ်မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါပြီ။ဒါဟာဇက်ကားမှာပါဝင်တဲ့အနုပညာရှင်တွေဒါရိုက်တာနဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေအားလုံးရဲ့စူးစမ်းမှုတွေအတွက်တကယ့်ကိုထိုက်တန်တဲ့အောင်မြင်မှုပဲ ဖြစ်ပါတယ်ပရိသတ်ကြီးတို့ထဲမှရောညမင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးကိုတွားရောက်ကြည့်ရှုပြီးကြပါလားကိုရိုက်ထားတဲ့ဇလန်းတွေထွက်လာခဲ့ပေမဲ့ယုံမှာသွားကြည့်ပြစ်ခဲ့သေးလားဘသူရဲ့တရုပ်ဆောင်ချက်တွေကိုအကြိုက်ဆုံးဖြစ်မိလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်